အဖဆုံနိုင်ရဆမှာတော့ရွှေလောက်ဓာတ်နဲ့ထိုးသွားတဲ့ကိုပြဲကိုဟိမန်ကနောက်ကနေထက်ချက်မခွာလိုက်ဖမ်းနေပြီကိုပြဲကတော့ဗင်နီဇယ်လိုမောင်းပြီးဟိမန်ကိုမျက်ဖြေဖျက်နိုင်ခဲ့ကဆပြေလွတ်မြောက်သွားတဲ့အတွက်ဟိမန်လည်းပုံနေခဲ့ပါတယ်လိုဘီထင်နေတဲ့ကိုပြဲကိုတော့ရုတ်တရက်ကိုရှင်းရန်ကားကိုဝင်တိုက်လိုက်ပြီးဓာတ်လိုက်ပေမဲ့ကိုပြဲကတော့ပြည်သူတရားရဲ့ကားကိုလုပြီးတော့ဒုတိယအမိထွပြေလွတ်မြောက်သွားခဲ့ပါတယ်ရွှေလောက်ကတော့ဓာတ်တရားနဲ့မို့ရေးပေါ်ခွဲစိတ်ခံဝင်လိုက်ရပြီးဆေးရော်ရအောင်နဲ့ဟိမန်တို့ကဆေးရုံဆောက်ပင်းနေကြပါတယ်ဟိမန်ကကိုပြဲတရားရန်အောင်အင်ကိုဘလို့တိပြီးရောက်လာလဲလို့မေးပေမဲ့ရန်အောင်ကတော့သူလည်းမသိကြအောင်ပြန်ပြောနေတဲ့အချိန်ကိုရှင်းက ရောက်လာခဲ့ပြီးရန်အောင်နဲ့ထိတိုက်တွေ့ကဆေးရအိုရန်အောင်ကိုကိုပြဲကဘာကြောက်တတ်ဖို့လောက်ခဲ့တာလဲလို့မေးလိုက်ပါတယ်ရန်အောင်ကတော့ကိုချင်းကစုံလောက်လာလို့မေးလိုက်တော့ကိုချင်းကစုံလောက်မဟုတ်ကြောင်းနဲ့ကိုပြဲလက်ထဲမှာသားတယောက်လုံးဆုံးကျုံထားတဲ့နင်းနာသူလို့ပြောလိုက်ပါတယ်ကိုပြဲနဲ့ရန်အောင်တို့ဘလို့ပတ်သက်လဲမေးတော့ရန်အောင်ကကိုပြဲနဲ့ကိုရေးကိုတာပတ်သက်မှုမရှိပဲကိုပြဲကလူနာဖြစ်ပြီးသူကကိုပြဲကိုကုသပေးရတဲ့ဆရာဝန်တယောက်လို့ပြောကဒေါ်နာအနေနဲ့သူကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးဒေါ်သားစိတ်နဲ့ခံမင်းစိတ်ကိုတာဝန်ကျဆရာဝန်စီပုံချလိုက်တယ်လို့ထင်ကြောင်းရန်အောင်ကသူ့ထင်မြင်ချက်ကိုပြောလိုက်ပါတယ်ကိုချင်းကလည်းရန်အောင်ကိုမယုံကြည် ေးပဲနေသွားတဲ့ဒေစီနဲ့နောက်ဆုံးဖုံးပြောခဲ့တဲ့ရာဟာကိုပြဲနောက်ွယ်ရလို့ဖြစ်ရင်ဖြစ်မဖြစ်ရင်ပြတ်မှတ်ဖြစ်နှစ်ခုတည်းကတစ်ခုဖြစ်ကြောင်းရောင်ကိုထက်ပြောကရောင်ကတော့တသက်မရှိပဲဆွဆွဲတဲ့အပြင်ကိုလေးတဲ့ရောင်ဟာကိုပြဲတက်တာခံရခါနေရွှေလာဝင်ခဲ့သွားတာကြောင်းဒါရမရခဲ့တဲ့နိနာသူလို့ပြောကနောက်ွယ်ရလို့မဟုတ်ကြောင်းကိုရှင်ုံပြောလိုက်ပါတယ်ခွဲစဲချဝင်ကတော့ရွှေလာရဲ့ခွဲစဲမှုအောင်မြင်ကြောင်းနဲ့အတွင်းကလေးစာထိခိုက်တာကြောင်းကံကောင်းသွားကြောင်းလာပြောတော့အေမန်တို့လည်းအလုံးကြီးကြာသွားခဲ့ပါတယ်ဒီနေ့ကိုပြဲတက်ဖို့ကြိုးစားခဲ့တဲ့လူတယောက်ရှိတာကြောင်းခါတိုင်းလိုပဲကိုပြဲကငွေဝင်လားကိုကောက်စစ်ကြည့်ခိုင်းမိမယ်ကိုက ကတော့ဝေဝင်တာမျိုးမရှိကြောင်းပြောလိုက်ပါတယ်။အားနဲ့ထိုးခဲ့ပြီးတော်ရင်ရဲကိုပြဲကတော့တစုံတယောက်ကိုဖုံးဆက်လင်ခဲ့ပါတယ်။အကျော်ကတော့ PAG ကရှင်းနေကိုသွားတွေ့ပေမဲ့ရှင်းနေကမရှိတော့အကြောင်းဂျိုတင်စီစဉ်ချပြီးထွက်ပြေးသွားမဲ့ရိပ်မိသွားခဲ့ပါတယ်။ကံကြောလဲ PAG ရှင်းနေတူကိုဖုံးဆက်လင်မရတာကြောင့်အသေးရှင်းနေတယောက်စီသွားမိခဲ့ကမှရှင်းနေတူဟာရှင်းနေဖြစ်မှတာဝန်ရဆိုင်ခံရကြောင်းသိရှိသွားပြီးတူတာဝန်ဆိုင်ကဏ္ဍကိုဖုံးကွယ်ပြီး PAG မှာကြံမေးရှင်းနေသွားလုံးနေကြောင်းရိပ်မိသွားခဲ့ပါတယ်။ဒါကတော့ကျင်ထွေနေတယ်လဲကိုကျဲကြော့ဆိုင်မှာကိုချင်းကိုလာတွေ့ပြီးတို့နှိတ်ကွထားတဲ့ထက်ရရှိရဲ့ကြောင့်ဖောက်တဲ့လာချက ဖဲရာကြီးတွေကိုနှက်ဖို့ခံကြောတို့ကိုကုညီတောင်းလိုက်ပါတယ်လူနာဖြစ်သွားတဲ့ရွှေလာကိုတော့ဟေမန်သမင်းခွန့်ကျွေးပေးမယ်ရွှေလာကတော့မူနေကကိုယ့်အကိုစားမဲ့ကြီးပဲလုံးနေပြီကိုပြဲရဲ့ကားနဲ့ခင်းပစ်သွားတဲ့နေရာက CCTV တွေကိုစစ်ကြည့်ဖို့မိန်ပေးလိုက်ပါတယ်ခဏကြာတော့ကိုရှင်ရောက်လာပြီကိုပြဲကောင်နဲ့ငွေဝင်တာမရှိတော့ရွှေလာကိုပြောပြလိုက်ကနေရာသားလဲကိုပြဲတယောက်နဲ့တိုင်ပတ်နေကြပါတယ်ကိုရှင်က2010လပိုင်း17ရက်နေ့မှာဖြစ်ခဲ့တဲ့ကိစ္စအကြောင်းမေးတော့ရွှေလာကအဲတုန်းကစုံတဲ့တွေ့မတော်စတည်ဆုံးသွားခဲ့ပြီးနေရာလုံးဝတည်ဆုံးမှုတွေဟာရှင်းရှင်းနောက်ဆုံးဖြစ်ကခင်းပစ်တဲ့နေရာတိုင်းမှာကို ်ပြဲရှိတာကိုသတိထားမိပြီးစကန်မိုးအမှုဖွင့်ဖို့ပြောပေမဲ့မတော်တဆတည်ဆုံးမှုလိုမျိုးတသက်မရှိတာကြောင့်မတော်တဆမှုနဲ့ပဲအမှုပိတ်ရကြောင်ချွေလာက ပြောလိုက်ပါတယ်ရန်အောင်ကတော့ကိုရှင်းကိုစိတ်ဝင်စားနေပြီးကိုရှင်းအเจ้าချကြည့်နေခဲ့ပါတယ်ကိုရှင်းကလည်းတောင်းရီကိုကြေးစားလူသွက်သမားတွေဟာပတ်ဆက်မရလဲလူသက်လာလို့မေးတော့တောင်းရီဟာဒီကဲကြီးမှာပတ်ဆက်ရမှအရာရာဖြစ်မြောက်တာလို့ပြောပြီးကြေးစားလူသက်သမားတယောက်အနေနဲ့ပတ်ဆက်မရပဲလူမသက်ကြောင်ပြောလိုက်ကကိုပြဲတယောက်ချွေလာကိုတတ်ဖို့ကြိုးစားပြီးငွေမရတာကြောင့်တဲရတဲ့အကြောင်းကိုစဉ်းစားနေပြီးဒစ်လန်နေခဲ့ပါတယ်ရန်ကျော်ကတော့ကိုရှင်းစီလာပြီး PG လုပ်ငန်းကိုအလုံးသ သမားဥပဒေချိုးဖောက်မှုနဲ့တရားစွဲဖို့လာတိုင်းမင်းနေတော့မီနာနဲ့ကိုဝါကာတို့ကရောက်လာခဲ့ကဒီကိစ္စကိုသူတို့ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကိုဝါကာကတော့ PAG လုံခြုံရေးဆိုကငွေရုံဝင်ထက်စီရင်ကိုပြလိုက်ပြီးတရေပြည်သူချောင်းအောင်တော့မသိပဲရှင်းနေသူကဝန်ထမ်းနဲ့စီကငွေညစ်ထားတဲ့သူဖြစ်ကြောင်းပြောက PAG လုံခြုံရေးဆိုရဲ့တည်းကဗေလိုင်မဟုတ်ပဲရှင်းနေသူသာဗေလိုင်ဖြစ်ကြောင်းတည်သွားခဲ့ပါတယ်ရှင်းနေသူကိုယုံကြည်မှုအလွဲသုံးစားလုပ်မှုအလုံသမားအခွင့်အရေးချိုးဖောက်မှုနဲ့တရားစွဲဖို့ဆိုရင်တည်းချောင်းစီကတက်တဲ့ယူမရမှာဖြစ်ကြောင်းသိလိုက်ရကမီနာကလေစိတ်တိသွားပြီးချောင်းကိုသွားကြဖို့ပလန်ဆွဲထားခဲ့ပါတယ်ဒါမှမဟုတ်ကာကာ ါတို့ဂျင်ကဂျင်ပစ္စည်းတွေပြောက်သွားလို့ရှင်းနေတို့ကဂျင်တာဝန်ရှိသူတွေကိုစုနေခဲ့ပါတယ်တကယ်တော့ကိုရှင်းရကာကာတို့ဂျင်ပစ္စည်းတွေကိုရှင်းနေတို့ထုံမြောင်းခဲ့တောင်းရီကိုခိုင်းပြီးဂျင်ပစ္စည်းတွေကိုနေရာရွှေသားကဓာတွေကိုရောင်းပြီးဂျင်ထရိုင်နာတွေရဲ့လာစာတန်ကြီးအဖြစ်ပေးဖို့ကန်ချောကိုပြောလိုက်ပါတယ်ကန်ချောကတော့ဒါခိုးယုံမှုဖြစ်ကြောင်းပြောပြမယ်ကိုချင်းကဒီနေ့လည်းမရှိတော့ကြောင်းပြောကကန်ချောတရားခိုးယူခဲ့လို့လက်ပြမတန်ဖြစ်နေကညာအိတ်တော်မပြောဘဲဖြစ်နေခဲ့ပါတယ်ဂျောင်းကိုကြော်ဖို့လက်စဲရောက်နေတဲ့မီနာစီကိုချင်းကသာပေါ်အပြစ်လိုက်ပေးခဲ့ပြီးဂျောင်းကိုစားတွေ့ကြတဲ့ကကိုချင်းရရှင်းနေတို့အကြောင်းလေးဖောက်တဲ့ ုက်ချနေပြီ။ချောင်းကိုရှင်းနေတို့စားပြစ်ပေးဖို့လုပ်ထားကြောင်ပြောပြလိုက်ပါတယ်။ဘာမှမသိတဲ့ယုံငငယ်လေးလိုဖြစ်နေတဲ့ချောင်းကသူ့ယုံကြည်ကြဆိုရှင်းနေကသူ့ကိုအလိမ့်တပတ်တွေလုံးနေလို့ခံပြင်းနေကသွေးတော်ဆန်းကျင်နေခဲ့ပါတယ်။ခံကြောကတော့ပတ်စံတွေယူပြီးလေတော်မဲ့ရှင်းနေတို့စီသွားခဲ့ကရှင်းနေတို့လောက်ခဲ့သမျှပြစ်တွေကိုပြောပြီးအရာဆွဲပြစ်မယ်လို့ပြောပြင်မယ်။ရှင်းနေတို့ကတော့တက်တဲ့မခိုင်လုံးပဲသူ့ကိုမနိုင်နိုင်ဘူးလို့ပြန်ချေပါလိုက်ပါတယ်။ခံကြောလည်းရှင်းနေတို့သိချရတဲ့ရှင်းနေတို့ရဲ့သမီးနဲ့ချင်းကြောက်တာကြောင့်နောက်ဆုံးရှင်းနေတို့ကရှုံးပေးလိုက်ရပြီ။စကန်သွားကကိုယ်တိုင်မဲ့သူ့လောက်ခဲ့တဲ့ပြစ်တွေကိုဝန်ခံပါတော့တယ်။ခံကြော တို့လည်းဂျင်းပစ္စည်းရောင်းရငွေတဲ့ရာတဲ့ပစ္စည်းတွေကိုကာကာနဲ့ကာကာလှုပ်ဖို့ခိုင်ပြတွေကိုပေးလိုက်ကတပန်းမှာတော့ရှင်းနေတူတယောက်ရဲစခန်းမှာဝင်တော့မခံရသေးဘူးသူလည်းစားခဲ့တဲ့တထေးချောင်းကရောက်လာကရန်နေဖြစ်နေရဲစခန်းမှာလည်းဟွာတဲ့မီးလောင်သူတို့ဆူလန်ပေါ်လို့ရိုက်သွားခဲ့ပါတယ်ကန်ကျော်တို့လည်းလောလောပြီးလောသမားလာစာမရတဲ့အတွက်လောသမားဥပဒေအသေးကိုရေးဆွဲဖို့ပြည်သူတွေကမဲဆွဲကအောင်မြင်သွားခဲ့ပြီးကိုချင်းတို့မြို့မှာလောသမားကကွယ်ရေးဥပဒေအသေးကိုပြဋ္ဌာန်းကကန်ကျော်တို့ဂျိုးပန်မှုကလည်းတရင်နေစီပါသွားခဲ့ပြီးမယ်လည်းကြီးသွားခဲ့ပါတယ်အာဂျီမာတယောက်ကသူသမီးပြလို့ကိုချင်းကိုလမ်းကူညီတောင်းလိုက်ပြီး ီးကိုချင်းရောက်တော့မှသူသမီးကဖုံးလန်းဆက်ကဖုံးဝန်းကုန်သွားလို့ဖုံးမဆက်မိကြောင်ပြောလိုက်ပြီးစိတ်မပူပေါ်ပြောလိုက်မှအာဂျီမတယောက်တက်ချူချောင်းသွားခဲ့ပါတယ်ကိုချင်းကပြင်မချောင်းနေတဲ့အာဂျီမရဲ့အဆက်ဟောင်းကိုရဲမိကဟန်းခေါ်သွားပြီးချောင်းနေတဲ့ချောင်းရင်းကိုခေါ်မေးတော့အဆက်ဟောင်းကအာဂျီမရဲ့သမီးကိုစိတ်ဝင်စားပဲအာဂျီမရဲ့သမီးရဲ့ရုပ်ထဲကဒီတစ်ခုကိုစိတ်ဝင်စားကြောင်ပြောလိုက်ကအဲ့ပစ္စည်းကသိရချီတန်ကြောင်ပြောလိုက်ပါတယ်အဲ့ချိန်အာဂျီမရဲ့သမီးဂျီဘူကတော့သူ့မေမတိအောင် surprise လုပ်ဖို့ကိုရီးယားကိုခိုးပြန်လာပြီးသူ့မေကို surprise လုပ်ရင်ကြော်သွားမလားဆိုပြီးရင်ခုန်နေခဲ့ပါတယ်ကိုကကတော့ခံကြောကိုခေါ် တွေ့ပြီးကိုပြိုင်ရန်ကြောက်ရတာမို့ကိုချင်းတစ်ခုဖြစ်သွားမှာကိုစိုးရိမ်ပြီးကိုချင်းနားမှာရှိပေးပါကိုချင်းကိုကောက်ွယ်ပေးဖို့ခံချုံမာနေခဲ့ပါတယ်ကိုချင်းကတော့ကိုပြဲကိုခိုင်းတာဘယ်သူမှမသိတဲ့ကသက်သေရဲ့အာလုံးဆက်ဆက်တွင်းနေပေမဲ့သက်သေကထွက်မလာပဲကောင်းမဲကိုင်းနေရပါတယ်အဲ့ချိန်ကိုချင်းကဆေးရုံကိုသွားတာကြောင့်ခံချောလဲနောက်ကနေနောက်ရောက်ခံလိုက်ချောင်းနေခဲ့ပါတယ်ကိုချင်းကရွှေလားစီလာပေမဲ့ရွှေလားစီကိုရန်အောင်ကကျူရောက်နေခဲ့ကစကားပြောနေကြအောင်ချောင်းပေးလိုက်ရပါတယ်ရန်အောင်ကကိုပြဲရဲ့ဆေးမတန်းကိုရွှေလားကိုဖေးလိုက်ပြီးလူကိုညင်နိုင်တာဒါပဲရှိကြအောင်ပြောလိုက်ပါတယ်ရွှေလားစီကပြန်ရန်အောင်နဲ့ကိုချင်း င်တို့တွဲကပြောနေကြရင်အောင်ကသူကိုပြဲနေအရင်ကစုံဖို့ကြောင့်အရင်မတန်းတွေကိုကြည့်ရင်တိခဲကြောင်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်20ကကိုပြဲတယောက်လွန်ခဲ့ထိန်းသိမ်းစကန်ရောင်းနေတဲ့အချိန်တောင်းရစီအောင်ကရန်အောင်ဖြစ်ပြီးစေကူတာပေးခဲ့ရကြောင်ပြောပြကကိုချင်းဘော်ကိုပြဲလုခဲ့တာနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်ကြောင်ပြောကပြန်သွားခဲ့ပါတယ်တမန်မှာတော့ပိုင်ပြက်လာတဲ့ကိုဆက်ဟောင်းကရောက်စီကနေငွေလန်းတောင်းလေပြီးငွေတောင်းခံရတဲ့သူကရှားသူမဟုတ်ပဲရန်အောင်ဖြစ်နေကရန်အောင်ဘေးနားမှာလဲကိုပြဲရရှိနေခဲ့ရင်အပစုံနိုင်လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ